ဆူဒန်ပြည်ရင်းစစ်မှာလက်နက်ကင်အင်အားစုတွေကကလေးတွေအသက်မပြည့်သေးတဲ့လူငယ်တွေအပေါ်မတိမ်းမှုလိင်အကျန်းဖတ်မှုတွေအများအများကျူးလွန်ခဲ့ကြောင်းကုလသမဂ္ဂရဲ့ကလေးများဆိုင်ရာအေဂျင်စီ UNICEF ကထုတ်ပြန်ခဲ့ပါတယ်။ဆူဒန်စစ်တပ်နဲ့တချိန်တုန်းကမဟာမိတ်ဖြစ်ခဲ့မှုပေမဲ့နောက်ပိုင်းမှာအကြီးအကျယ်သဘောထားကွဲသွားခဲ့တဲ့အရန်တက် RSF ကြားပြည်ရင်းစစ်အစပြုခဲ့တာနှစ်နှစ်နီးပါးရှိခဲ့ပါပြီ။အဲ့ဒီကာလတလျှောက်နိုင်ငံအနှံ့မှာ လက်နက်ကိုင်တပ်တွေရဲ့လိန်အကြမ်းဖက်မှုဆွဆွဲချက်တွေအကြောင်းသတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့ဘူးပေမဲ့လည်းကလေးတွေပေါ်ပြစ်မှတ်ထားတဲ့အဲ့ဒီကြမ်းတမ်းရက်စက်မှုတွေအကြောင်း UNICEF ကတိတိကျကျကြေညာချက်ထုတ်ပြန်ထားကတော့အခုတစ်ချိန်ပထမဆုံးပါ UNICEF ရဲ့အဆိုအရလိန်အကြမ်းဖက်မှုတားကောင်ဖြစ်ရတဲ့ကလေးတွေထဲမှာသုံးပုံတစ်ပုံဟာယောက်ျားလေးတွေလို့ဆိုပါတယ်ပြီးတော့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့မတိုင်းကျင့်ခံရတဲ့ထဲမှာတနှစ်အရွယ်အထိကိုငယ်ရွယ်တဲ့ကလေးတွေတောင်ပါဝင်နေခဲ့တယ်လို့ UNICEF ကပြောထားပါတယ် စစ်ပွဲအတွင်းကလေးတွေမတင်းကျင့်ခံရတဲ့ဖြစ်စဉ်တွေဟာ2024နှစ်စံပိုင်းကစလို့တရားဝင်ဖော်ထုတ်တိုင်ကြားမှု220ခုအထိရှိလာခဲ့ကြောင်းဒါပေမဲ့လက်တွေ့ကြုံရတဲ့အခြေအနေဆိုးတွေကဒီထက်အရေးအတွက်အဆပေါင်းများစွာပိုနိုင်ကြောင်း UNICEF ကမှတ်ချက်ပေးထားပါတယ်။ဆူဒန်ရဲ့ရှေးရိုးဆွဲဆန်လွန်းတဲ့လူအဖွဲ့အစည်းတွေမှာတော့မတိမ်မှုသားကောင်ဖြစ်ခဲ့ရသူတွေနဲ့မိသားစုဝင်တွေဟာသူတို့ရဲ့နစ်နာမှုကိုထုတ်ပြောဖို့အတွက်တောင်းဝန်လေးစရာအခြေအနေတွေအများကြီးရှိတတ်ပါတယ်။ ီးတော့အဖြစ်မှန်ကိုထုတ်ဖော်ဆွဆွဲတဲ့အခါကျူးလွန်သူလက်နက်ကိုင်အင်အားစုတွေရဲ့တုံ့ပြန်လက်စားချိန်မဲ့အညှိုးအတေးကိုလည်း Twitter စိတ်ပူကြရပါတယ်။ UNICEF ရဲ့ဖော်ထုတ်မှုဟာဆူဒန်ပြည်တွင်းစစ်ရဲ့နောက်ွယ်မှာကလေးတွေရင်ဆိုင်နေရတဲ့ရုံညံဆိုးရွားတဲ့ကြမ်းကြုတ်ရက်ဆက်မှုတစ်ခုရဲ့တယုံမှန်ကိုမိမောင်ထိုးပြလာခြင်းလည်းဖြစ်ပါတယ်။ UNICEF ကဆူဒန်မှာမတိမ်းမှုတွေကိုဘယ်အဖွဲ့အစည်းကကျူးလွန်နေသလဲဆိုတာကိုထည့်မပြောပေမဲ့ဆွဆွဲချက်အများစုက RSF တပ်ဖွဲ့ဝင်တွေလက်ချက်လို့ညွှန်ပြနေပါဗျ RSF ဟာဒေသခံပြည်သူလူထုကိုအကြောက်တရားသွတ်သွင်းဖို့ထိန်းချုပ်နယ်မြေတွေမှာဆန့်ကျင်သူတွေကိုချိုးနှိမ်ဖို့အတွက်မတိုင်းမှုတွေကိုလက်နက်တစ်ခုလိုအသုံးချနေကြောင်းဆွဆွဲချက်တွေထွက်ပေါ်နေတာပါ။ဒါပေမဲ့ RSF ကတော့ဘလို့အမှားမျိုးတွေကိုမှကျူးလွန်မထားဘူးလို့ညင်းချက်ထုတ်ထားပါဗျ။ကုလသမဂ္ဂရဲ့အချက်အလက်ရှာဖွေရေးမစ်ရှင်အကြီးအကဲကဆူဒန်စစ်ပွဲရဲ့မတိုင်းမှုတွေအကြောင်းကနအူးအဆင့်အစီရင်ခံစာတစ်စောင်ထွက်ပေါ်ခဲ့ခြင်းအောက်တိုဘာလတုန်းကအဲ့ဒီနိုင်ငံမှာဖြစ်ပွားနေတဲ့လိင်အကျန်းဖတ်မှုတွေရဲ့အတိုင်းအတာပမာဏက ကြောက်ခမန်းလီလီကိုဖြစ်တယ်လို့မှတ်ချက်ပေးထားပါတယ်။ကုလသမဂ္ဂဟာဆူဒန်မှာလူသားချင်းစာနာမှုထောက်ပံ့ရေးမစ်ရှင်တွေကိုအကောင့်ထည့်ဖော်နေပေမဲ့ရန်ပုံငွေပြက်လက်မှုတွေနဲ့ရုန်းကန်နေရပြီးလက်တလောအမေရိကန်အစိုးရရဲ့အထောက်ပံ့ဖြတ်တောက်မှုတွေကအခြေအနေကိုပိုပြီးဆိုးရွားသွားစေတယ်လို့သိရပါတယ်ရှင်။